နိုင်ရကန်လေးချောင်းရဲ့ကောက်ခွေရီပြူဟာကကဘာလုံးကိုအာရခတက်တော်ကလက်နက်ကြီးတွေနဲ့တိုက်ခိုက်ဖြိုဖျက်ပြီးတဲ့နောက်အေအေကစီရေးအရှိန်မြင်ပြီးစနိုက်ပါလက်နက်ကြီးတွေနဲ့အဲ့ဒီစခန်းကိုတိုက်ခိုက်မှုတွေပိုးပြီးလှုပ်ဆောင်လာတယ်လို့သိရပါဗျ။အခုလိုအေအေကစစ်ရှိန်မြင်ကစတင်တိုက်ခိုက်နေတာကြောင့်စစ်တပ်ကသစ်ဆုံးမှုတွေလည်းရှိလာနေပြီး နောက်ဆက်တွဲအကျိုးရလဲအနေနဲ့စစ်သားတွေထွက်ပြေးမှုတွေလည်းပုံများလာနေတယ်လို့စီရေးသတင်းရင်းမြစ်တယောက်ကပြောပါဗျ။ နိုဝင်ဘာလ16ရက်နေ့ကလည်းလေထီးနဲ့ရှာပေးတဲ့ပစ္စည်းတွေကိုကောက်ယူပါကဘာလုံးတဲကိုတူလောင်ဖို့ပြင်ဆင်နေကြချိန်မှာအေအေကလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်လို့စစ်သားတွေတေဆုံမုံတွေရှိခဲ့ပြီးအဲ့ဒီအထင်းမှာဘူဂျီအဆင့်ရှိသူတယောက်လည်းပါဝင်တယ်လို့စစ်တပ်နဲ့နှိစက်တဲ့ပဒန်းဒေသခံတယောက်ကပြောပါရယ်စစ်တပ်ဟာနယ်ရီကန်ကိုစစ်ကူဖို့အတွက်နီလန်းမျိုးစုံနဲ့ထိုးပေါက်ကြိုးစားနေပေမဲ့လေထိုးစစ်ဆင်နေကြတဲ့စစ်တပ်စစ်ကြောင်းတွေဟာ လန်ဟောင်းပစီနဲ့လန်သစ်ဂုတ်ကြီးတို့ကိုမကြော်နိုင်ဘဲအေးအေးနဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။